်ခေတ်ဆက်ဆက်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်လည်း CRO တွေက NLD လက်ထက်မှာဆိုလို့ရှိရင်လည်း COVID ကိစ္စတွေမှာ quarantine center တွေဖွင့်တာနောက်ပြီးတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒါတူတဒါကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်ဆရာတော်ဒီဒီကိုဗစ်ကူးတာရေးဒီမှာလဲစက်တွေအများကြီးလူတန်းခဲ့တာတွေလုတ်ခဲ့ပါတယ် တော့ NLD ဆိုရတဲ့ထက်မှာလဲ CRRD ကပူပေါင်းဆောင်ရွက်တယ် CRRD ဆိုတာလူတွေဒုက္ခရောက်မဲ့အရေးမှာဝင်ရောက်ပြီးတော့တက်နိုင်တဲ့လောက်ကဲတင်တာပဲရှိတယ် CRRD ဟာလူတွေကိုစုံမတာဖြစ်တယ် CRRD ကအစိုးရမဟုတ်ဘူးအစိုးရအစိုးရဖွဲ့တယ်မှာပါဝင်တဲ့သူတွေလည်းမဟုတ်ဘူးအဲ့တော့အစိုးရအဖွဲ့ဝင်တွေကိုတွေးတဲ့အခါမှာလဲစုံမကောင်စုံမလိမ့်မယ်ဒါပေမဲ့ဒါဒီပုံကိုယ်တွေကနာခံခြင်းမနာခံခြင်းကတော့ CRRD နဲ့မဆိုင်ဘူးလို့ကျွန်တော်ထင်ပါတယ် အဲ့တော့ဒီပုံကိုယ်ရင်းနဲ့တွဲမြင်နိုင်ဆရာတော်တွေကပူပေါင်းနေအဲဆောင်ရွက်တယ်လို့ဒါမြင်တယ်ဆိုတော့ဒါ net လွဲနေပါပြီဆရာတော်တွေအနေနဲ့ကတော့ဖုံးကြောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အယုတ်အလက်အမျက်မြည်မိသူမဆိုဖုံးကြောင်လာနိုင်ပါတယ်အဲဒီလိုလာတိုင်းဆရာတော်တွေကဒီပုံကိုယ်ရင်းနဲ့အတူတူကြိတ်တဲ့တညံနဲ့ဒါတွေတူတူလုပ်နေရဆိုတော့ဒါလွန်လွန်အကြီးရဒါကတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်နောက်ပြီးတော့နိုင်ငံတကာနိုင်ငံကိုတိုက်ခိုက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံး ယဉ်ကျေးမှုနဲ့ဘာသာရေးကိုဖြိုချကြတယ်။ယဉ်ကျေးမှုနဲ့ဘာသာရေးဖြိုချသွားပြီဆိုရင်ဒီနိုင်ငံဟာအခွန်မဲ့ကျန်တော့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအရေးကြီးတာနိုင်ငံရေးရပြိပက္ခဖြစ်တယ်အငင်းပွားတယ်တွေကတော့ကျွန်တော်မပြောလို့ဘူးဒါကတော့ခက်ဆက်ဆက်လက်ရှိခဲ့တယ်နှောင်းလက်ရှိအောင်မှာဒါပေမဲ့ဘာသာရေးကိုပြစ်မှတ်ထားပြီးတော့တကယ်ဆီယာရော်တွေတမရော်တွေဟိုပြစ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုတော့နောက်ွယ်မှာဒီထက်ပိုကြီးမားတဲ့ရွေချက်တွေရှိတယ်လို့ကျွန်တော်မြင်ပါတယ်အခုချိန်မှာဖြစ်နေတာကကျွန်တော်အထူးကအတိုင်းပြည်အတွက်အရေးကြီးတာပညာရေးပေါ့ပညာရေးကိုကျွန်တော်တို့ ဖြည့်ဆည်းပြုတ်ဖို့ကြိုးစားတယ်နောက်တစ်ခုကကျမ်းမာကြီးကျမ်းမာကြီးကဏ္ဍကိုဖြည့်ဆည်းပြုတ်ဖို့ကြိုးစားတယ်အဲ့တော့ဆေးရုံတွေမှာဆရာဝန်တွေမရှိအောင်လုပ်တယ်ကျောင်းတွေမှာဆရာမတွေမရှိအောင်လုပ်တယ်ဒါကဒုတိယကမ္ဘာစစ်ထဲမှာတောင်မှပဲဆေးရုံတွေဆိုတာဖွင့်ရမယ်ဆိုတာမျိုးကရှိတယ်ရန်သူဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်ဆေးဆေးရုံဆိုတာစိတ်ကူပေးရမယ်ဆရာဝန်ဆိုတာစိတ်ကူပေးရမယ်ဆိုတာရှိတယ်ဒါပေမဲ့အခုအချိန်မှာဒါစိတ်ကူလို့ရှိရင်လည်းဒါရန်သူနောက်ပြီးတော့အလှူတန်းတွေလုပ်နေရင်လည်းရန်သူအကိုဘတကူအစိုးရဖြစ်တဲ့သူကလည်းတရှင်းဆိုရင်လည်းဒါရန်သူ ဆီယာမဖြစ်တဲ့သူကစာတင်နေရင်လည်းယန်သူတစ်ချိန်လုံးထမင်းမစားဘဲနဲ့တော်လန်နေရမှာလားနောက်ဆုံးသူတို့ကိုထောက်ခံပါတယ်သူတို့ဒီသူတို့ရဲ့နိုင်ငံရေးလမ်းစဉ်ကိုသဘောကျပါဆိုတဲ့လူတော်မှပဲအချိန်တန်လို့ရှိရင်ကိုယ့်အလုပ်ကလေးတော့ကိုပြန်လုပ်ချင်တာပဲလေစိတ်ထဲကတော့ထောက်ခံတယ်ဒါပေမဲ့ကိုယ့်အလုပ်ကိုတော့ကိုပြန်လုပ်ချင်ကြတဲ့သူတွေကြီးပဲအဘာသာရေးဆိုတာလည်းအဲ့တိုင်းပဲလေဘာသာရေးဆိုတာလည်းဒီတိုင်းပဲလူတွေကိုယဉ်ကျေးအောင်လိမ္မာအောင်ဆုံးမမယ်ပဲ့ပြင်မယ်ပရာဟိတလုပ်ငန်းတွေလုပ်မယ် ဒါကတော့ဒီအစိုးရလက်ထက်မို့လို့မလုပ်တော့ဟိုအစိုးရလက်ထက်မို့လို့မလုပ်တော့ဆိုတာလုပ်လို့မရဘူးလေအဲ့တော့တီတကူဆရာတော်လည်းမျက်စိခွဲပေးတဲ့လုပ်ငန်းတွေလည်းခုဆက်လုပ်နေတယ်ဆရာတော်ရှင်စကိနာလည်းဒီလူငယ်တွေရဲ့အတွက်တဗနာရရှိရေးအတွက်နိုင်ငံတော်ကိုလှုပ်ပေးနေတယ်အဲလှုပ်ပေးနေတဲ့အခါမှာလက်ရှိတာဝန်ရှိနေတဲ့သူတွေနဲ့ပူးပေါင်းတာမျိုးလည်းရှိမယ်လက်ရှိတာဝန်ရှိသူတွေနဲ့တူပူးတွဲမြင်ရတာမျိုးလည်းရှိမယ်ဒါပေမဲ့ဒါဟာနိုင်ငံရေးခံယူချက်တွေနဲ့မပတ်သက်ဘူးလို့ကျွန်တော်ကမြင်ပါတယ် ဒီအတွက်ကြောင့်မလို့ဒီနေရာနဲ့ကျွန်တော်လေးလေးနဲ့ပြောချင်တာကဘယ်ဆိုင်ရထုတ်ဒီဖြစ်မထုတ်ဒီဖြစ်ကျွန်တော်တို့နဲ့မဆိုင်ပါဘူးဓမ္မတုဒ္ဒမောင်မယ်တွေနဲ့လာလာမှတဆိုင်ခြင်းမရှိပါဘူးဓမ္မတုဒ္ဒမောင်မယ်တယောက်ဖြစ်တဲ့ကျွန်တော်အပေါင်းဝင်ကျွန်တော်နဲ့တည်တခြားတခြားသောဓမ္မတုဒ္ဒမောင်မယ်တွေကိုကျွန်တော်ချိတ်ဆက်ပြီးမင်းမြန်ကြည့်တဲ့အခါမှာလဲဓမ္မတုဒ္ဒမောင်မယ်တော်တော်များများဟာဒီဆိုင်ရထုတ်တိုင်းနဲ့ပတ်သက်ပြီးတော့သဘောမတူပါဘူးသိရှိခြင်းလည်းမရှိပါဘူးဒီဆိုင်ရဟာအတုအယောင်သာဖြစ်ပါတယ်ဒီဆိုင်ရထုတ်ပြန်တဲ့ဓမ္မတုဒ္ဒမောင်မယ်တယောက်ကထုတ်ပြန်နေဆိုရင်တော့မှတစုတယောက်သောတစုံတယောက်သော အစုအဖွဲ့တည်တည်လေးရဲ့ဆန္ဒသာဖြစ်ပါလိမ့်မယ်ကျွန်တော်တို့အများစုရဲ့ဓမ္မမောင်ရဲ့ဆရာတော်နဲ့နီးကပ်စွာနေရဲ့ဓမ္မဒုတာမောင်မင်းအများစုရဲ့ဆန္ဒမရှိပါဘူးဓမ္မဒုတာမောင်မင်းအများစုဒီဒီလိုမျိုးပေါ့နော်ဆရာတော်တွေကိုဝေဖန်ကဲ့ရဲ့ရလောက်အောင်ကျွန်တော်တို့ကလည်းဆရာတော်တွေတက်ကိုပိုမြင့်မြတ်နေတယ်လို့မခံယူထားပါဘူးနော်ဆရာတော်တွေဆိုတာဒီတိတကူဆရာတော်ကောအခုလက်ရှိပြောနေတဲ့ကျွန်တော်တို့ရဲ့ဓမ္မဒုတာဆရာတော်ကောဒီအရင်ကနာဂစ်နာဂစ်မတိုင်ခင်တော့ကလည်းနိုင်ငံအရေးတွေမှာ ပါဝင်ပြီးတော့တောက်လျှောက်ကိုပရဟိတလုပ်ငန်းတွေမှာစွန့်စွန့်တက်မှလုပ်ခဲ့တဲ့ပုံစံတွေဖြစ်ပါတယ်။ဒီဆရာတော်ကြီးတွေဟာလူငယ်တွေတဲ့ပတ်သက်ပြီးတော့နှစ်ပေါင်းများစွာဘဝမှာပေးဆက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ဒီဆရာတော်ကြီးတွေဟာပြန်လည်တော်မူသွားလို့ရှိရင်လည်းဒီကျောင်းနေဒီဆေးရုံနေဒီတက္ကသိုလ်ကြီးတွေဟာဆရာတော်ကြီးတွေဟာယူသွားလို့မရပါဘူး။သာသနာအတွက်နိုင်ငံအတွက်ကိုနိုင်ငံရဲ့အရှိရေးအတွက်ကိုစွန့်စွန့်တက်မှစူးစမ်းပြီးတော့ထားရိုက်ခဲ့တယ်လို့ကျွန်တော်တို့ဂျမတူတာလူငယ်အများစုကယုံကြည်ပါတယ်။ ဲ့တော့ဆရာတော်တွေနဲ့ပတ်သက်ပြီးအမြင်မကြည်မကြည်လင်တဲ့လူတချို့လည်းရှိပါတယ်ဒါကတော့အဲကျွန်တော်တို့နိုင်ငံပေါ်မှာမီဒီယာနေပြီးတော့ပေါ့နော်စိုက်ဘာဝါပေါ့အဲစစ်စင်ပေါ့ပေါ့ဝါဒရေးရရပေါ့နော်ကျွန်တော်တို့မှိုင်းတိုက်ထတာမျိုးတွေရှိတယ်လူငယ်တွေကိုဆရာတော်တွေကိုမကြည်ညိုလောက်အောင်မျိုးစုံပေါ့မကောင်းတာတွေကြီးပဲကျွန်တော်တို့မျိုးစုံပြောနေတယ်အဲ့တော့အင်တာနက်ပေါ်မှာဆိုရှယ်မီဒီယာပေါ်မှာပြောသမျှအမှန်တွေပဲလား ဒါတွေကိုပဲကျွန်တော်တို့ကခုနပြောသလိုမလှုပ်ရှားမကင်စားပဲနဲ့ကိုယ့်လူကိုမလှုပ်တော့ပဲနဲ့သူများပြောသမျှမှာပဲလမ်းဆုံးနေရတော့မှာလားသူများပါဇက်မှာလမ်းဆုံးတာတိရိစ္ဆာန်မှာတိရိစ္ဆာန်တွေအားလုံးကလူတွေရဲ့ပါဇက်မှာလမ်းဆုံးသွားပြီးတော့ဒီဟိုဟာ toilet ထဲရောက်သွားပါတယ်နောက်ဆုံးတော့လူဆိုတာတော့သူများပါဇက်မှာလည်းလမ်းမဆုံး toilet မှာလည်းလမ်းမဆုံးပါဘူးလူဆိုတာကကျတော့အသိဉာဏ်ရှိရယ်စဉ်းစားတတ်တယ်လုပ်ရက်တွေကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်နိုင်တဲ့အဲကျွန်တော်တို့ရဲ့ လူသားရဲ့အုံနောက်ပေါ့နော်အုံနောက်ကဝေဖန်စဉ်းစားဆုံးဖြတ်နိုင်တဲ့အုံနောက်ကိုပေးထားတာပါဒီအုံနောက်ကအဲ့တော့စဉ်းစားပါကိုယ်လို့တခုမပြောခင်မှာမလုပ်ခင်မှာစဉ်းစားပါဒီ CRO ကြီးရေဆိုတာတတိကူ CRO ဆိုလို့ရှိရင်လည်းတက်80ကျော်90နာကတ်လာပြီ CRO ရှင်းစကင်းနာဆိုလို့ရှိရင်လည်း80ကျော်လာပြီဒီအတွက်ကြောင့်မို့လို့ဒီ CRO ကြီးဒီဟာအသက်ရဲ့ကျွန်တော်ဖြစ်နေတာတော့မှပဲလောက်ကင်နေတယ်ဆိုတာဟာသူတို့တက်မဟုတ်ပါဘူးသူတို့အတွက်သာဆိုလို့ရှိရင်တော့သူတို့ဒီ CRO ကြီးကအတိုင်းအတာတကူဒီအောင်မြင်ပြီးသားကောင်းကောင်းမွန်မွန်ဘဝမှာနေပြီးသားသူတို့အေးအေးဆေးဆေးနေလိုက်လို့ရတယ် ဘာလို့လုံနေရဆိုတော့ဒီတိုင်းပြည်ရဲ့ရှေးရီနိုင်ငံရဲ့ရှေးရီအော်ကြောက်ထဲအောင်မကြရလေအောင်လူငယ်တွေအကုန်လုံးဇုံလုံးကမ်းပြီးတော့သူများပြောသည်မှဆိုသည်မှမှလမ်းဆုံးသွားမှဆိုတော့တကြမို့ဆရာတော်ကြီးဟာတက်နိုင်တဲ့လောက်ကိုဆုံးမပဲ့ပြင်ပေးနေတာဖြစ်ပါတယ်ဆုံးမပဲ့ပြင်နေဆိုတော့ငါတို့ကိုပဲဆုံးမနေရလားမဟုတ်ပါဘူးအစိုးရအဖွဲ့တွေကိုဆုံးမတယ်ဆိုတော့ကျွန်တော်တို့သိပါတယ် နော်မဖြစ်တဲ့နာမဖြစ်ရအောင်စိတ်လျှော့ရအောင်တစ်ဖက်နဲ့တစ်ဖက်ယံမီးတွေမပွားရလေအောင်ဆီယရီယာမြဲဆုံးမှာပါတယ်ဘိုလ်ချုပ်ကြီးတွေကိုလည်းဆုံးမသလို NLD တွေလည်းဆုံးမှာတာပဲအေးဒါပေမဲ့ကြောင်းကိုမလာဘဲနဲ့အဝေးကနေပြီးဆီယရီကိုဖောင်းထုတ်နေမှဆိုလို့ရှိရင်တော့ဒါကတော့စိုးစရာမရှိတော့ဘူးလေဒါသူတို့ရဲ့လုပ်ရည်တရားဒါပေမဲ့ဆီယရီကိုယ်တိုင်ကတော့ဘိုလ်ချုပ်ကြီးပဲလာလာအနီပဲလာလာအစိမ်းပဲလာလာအဝါပဲလာလာဒါသမ ्या လူကိုကြောင်းမှာလာစားတောက်နေတိုင်းပြီးလို့ရှိရင်ဆုံးမမယ်ပြီးတော့ဒီဆုံးမခြင်း ဖယ်ပြန်ခြင်းကိုနာခံခြင်းမနာခံခြင်းကတော့လူတူတယောက်ချင်းစီရဲ့ဘယ်လိုခေါ်မလဲခံယူချက်နဲ့ပဲသက်ဆိုင်တယ်လို့ကျွန်တော်မြင်ပါတယ်ဥပမာဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကအဇရသက်မင်းဟာသူ့ဖခင်မဲတော်ကိုတတ်ပြီးတော့အာနာကိုရလို့စိတ်နဲ့တင်ယူခဲ့တယ်ဒီဝရက်ကိုဆရာတင်းတယ်အဲ့ချိန်မှာမြတ်စွာဘုရားလည်းရှိနေတာပဲမြတ်စွာဘုရားတကိုယ်တော်ကြီးနဲ့ဒီဝရက်ဒီဟိုတားပြင်းပါတော့လားဆိုတာမလုပ်ဘူးလေမြတ်စွာဘုရားဒီဒီလိုမျိုးအာနာသိမ့်ပွဲတွေနဲ့ဟိုဟာပေါ့ဝေးဝေးနေတယ်မြတ်စွာဘုရား ယေရှုဘုရားပွင့်ထုံးပေါ်ပေါ်လာခြင်းသည်ဒီအဇာရသက်တယောက်တည်းအတွက်လည်းမဟုတ်ဘူးဒီမာဂရနိုင်ငံရာဇဂျိုပြည်တစ်ခုလည်းတည်းမဟုတ်ဘူးကဘာလုံးတဲ့စကြဝဠာရဲ့တစ်ခုလုံးတည်းဖြစ်တဲ့အပြင်ကိုတိသနာတော်ရဲ့နှစ်ပေါင်း2500 2000ချောဒီနေ့ဒီချိန်ဒီအတွက်ပေါ့ယေရှုဘုရားရည်စူးပြီးပွင့်တဲ့အတွက်ကြောင့်မလို့အဇာရသက်နဲ့ယမ်းဖြစ်ပြီးအချိန်ကုန်သတ်မဲ့ဘုရားမဟုတ်ဘူးဒီအတွက်ကြောင့်မလို့ဆရာတော်ကြီးတွေဟာလည်းဒီစစ်တပ်နဲ့အငင်းပွားပြီးတော့အချိန်ကုန်သွားမဲ့ဆရာတော်ကြီးတွေမဟုတ်ဘူးဒီဆရာတော်ကြီးတွေဟာ ာသနာတော်ယေရှုတည်တံ့ပြန်ပွားဖို့အတွက်ကိုတီးခံနိုင်သလောက်တီးခံမယ်။ဆုံးမနိုင်သလောက်ဆုံးမမယ်။တာသနာတော်အရှိတည်တံ့သွားအောင်တီးခံတဲ့စိတ်နဲ့ဆရာတော်ကြီးကရှေ့ဆက်သွားနေတာဖြစ်ပါတယ်။ဒါကိုလည်းပဂရိနေထားမှာမြင်နိုင်ပါတယ်။အဲ့တော့အဇရတက်ကနေပြီးတော့အာနာသိမ်းလိုက်တယ်။ဘိမသာရမင်းကြီးကိုထောင်သွင်းအကျဉ်းချခြေပွားဓာခွဲစားသိပ်ပြီးတော့တက်ပစ်ခဲ့တယ်သူ့အဖေရင်းကို။ ဒီဝရက်ကိုဆရာတင်တယ်ဒီဝရက်ကမြတ်စွာဘုရားကိုကြောက်မောင်းဆင်ပြီးလှုပ်ကြံတယ်ဒီမတိုင်ခင်မှာလည်းမြားနဲ့သုံးကမြားတီတော်တွေကိုမြတ်စွာဘုရားကိုချောင်းမြောင်းပြစ်ခတ်မှုအတွက်ကိုစေခိုင်းခဲ့တယ်။ဒါအောင်မြတ်စွာဘုရားဘလို့ကြော်ဖြတ်လဲဆိုတာကိုဆရာကြီးတွေဟောထားတာလည်းရှိတယ်ပိဋကတ်တော်မှာလည်းရှိတယ်ရှာဖွေပြီးတော့ဖတ်ရှုလေ့လာကြည့်လိုက်။မြတ်စွာဘုရားဟာတိခဏစိတ်နဲ့ပဲဖြတ်တန်းတယ်။အဇရတကဆရာဇီဝကရဲ့စေစောတိုက်တော်မှုကြောင့်တရတော်ဥယျာဉ်မှာမြတ်စွာဘုရားကိုလာတွေ့တယ်။ လာတွေ့တဲ့အခါမှာသူဟာဒီဇာရတက်ကခွန်အားပလအမတန်ကြီးမားတယ်ဒါပေမဲ့မျက်စောဘုရားရဲ့မျက်စောဘုရားနဲ့တန်ဃာတော်ကြီးရဲ့တမာတိကိုမြင်ပြီးတော့သူ့မှာတုံ့လှုပ်တယ်အမျက်စောဘုရားကသူ့ပြီးတော့တမညာဖလတ်တုတ်ကိုခေါ်ခဲ့တယ်ဗုဒ္ဓဘာသာကိုဝင်လာတယ်တရဏဂုံကိုခံယူခဲ့တယ်သူတော်ကောင်းဘုရင်ဖြစ်လာတယ်အစရပဲကရေယတာမျက်စောဘုရားတာအစရတဲ့နဲ့ယံဖြစ်နေမယ်ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားကတော့အနန္တတကုရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဘေးမတည်ရန်မခနိုင်ပေမဲ့တခြားပုထုဇဉ်တန်ဃာတွေအများကြီးတည်သွားနိုင်မယ်အခုဆရာတော်အရှင်စကိန်းနာတို့ဆရာတော်တီတကူဆရာတော်ဤတို့ကလည်းတကယ်ဘုန်းတော်အနန္တကံတော်အနန္တရှိတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်တကယ်ကိုမထေကြီးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့စစ်တပ်ကိုသာဆန့်ကျင်ခဲ့မယ်ဆိုလို့ရှိရင်ဆရာတော်ကြီးကဘေးကင်းနိုင်ပါတယ်ဆရာတော်ကြီးကိုလည်းဘယ်သူမှထောင်ရှားမှာမဟုတ်ပါဘူးသို့ပြတော်ညာလည်းဆရာတော်ကြီးဒီရဲ့သာသနာပြုလုပ်ငန်းတွေဟာဘာဖြစ်သွားနိုင်မလဲ ဟိုအရင်တော့ရွှေအရောင်တော်ကလည်းရေးဆိုပြီးလုပ်ခဲ့ကြတယ်လေဆရာတော်ကြီးတွေစာတင်တိုက်ကြီးတွေပခုတ်ကူပတ်တွေမှာ မစိုးရင်တန်ခါတော်တွေဘာဖြစ်သွားကြလဲအဲ့တော့ခေါင်းဆောင်နဲ့အဲနာဖအစိုးရကဆရာတော်ကြီးတွေကိုဘယ်လိုလုပ်ခဲ့ကြလဲဟူတန်းရွှေဟာဆရာတော်ကြီးတွေကိုဘယ်လိုညှဉ်းပန်းနှိပ်စက်ခဲ့လဲစာတင်တိုက်ကြီးတွေကိုဘယ်လိုပိတ်ပစ်ခဲ့လဲဆုံးဆောင်ကြမဲ့တန်ခါတော်မရှိခဲ့ဘူးဒီလိုမျိုးအဖြစ်ကိုပြောင်းဆိုချင်တာလားလို့ကျွန်တော်မေးချင်ပါတယ်ဆရာတော်ကြီးတွေဟာဒီမိုကရေစီရမယ့်လမ်းကြောင်းပေါ်မှာဆရာတော်ကြီးကိုကူညီနိုင်တယ်လို့ကူညီခဲ့ပြီးသွားပြီး ရသာအစိုးရနဲ့လည်းဆီယာရော်ကြီးဟာပူးပေါင်းတဲ့တော့ပေါင်းပူးပေါင်းခဲ့တယ် COVID-19 ကာလမှာအကြီးအကျယ်ဆုံးဖွင့်ခဲ့တဲ့ COVID Center ၃ခုပဲရှိတယ်အဲ့ဒါဟာဒီရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်တိတလောက်ပေါ့နော်ကျွန်တော်မတိတာရည်လည်းရှိနိုင်တယ်ဒါဆီယာရော်ရှင်စကင်နာရဲ့အကြောင်းရယ်နောက်ပြီးတော့ဒီမြစ်စီမကွန်ရဲ့ဆီယာရော်ရဲ့အကြောင်းရယ်နောက်ပြီးတော့ဒီတိတကူဆီယာရော်ရဲ့အကြောင်းနေဒီအကြောင်းနေမှာ Quarantine Center တွေဖွင့်တယ်ပြီးတော့ဒီ COVID ကုသရေးဆက်တွေကိုလည်းအများကြီးလှူဒါန်းခဲ့တယ် အများကြီးမှအများကြီးကိုလှူဒန်းခဲ့တာเนาะတကယ်ကိုတင်းဝင်ပေါ်ထောင်နဲ့ချီတောင်းနဲ့ချီပြီးတော့လှူဒန်းခဲ့တာအဲ့လိုလှူဒန်းနေခဲ့တယ်မှာလဲဒီဘာသာကြားတွေရဲ့အကြောင်းတွေလည်းပါပါတယ်ဗုဒ္ဓဘာသာတယောက်တည်းအတွက်ကိုလှူဒန်းတာမဟုတ်ဘူးလူမျိုးမရွေးဘာသာမျိုးအတွက်ကိုလှူဒန်းနေတာဖြစ်ပါတယ်တိတကူဆရာတော်ကြီးရဲ့မျက်စိကုသပေးနေတဲ့လူတွေဟာဒီနည်းနဲ့ဆိုရင်ဒါဆိုတင်းကန္နနာကတ်လာပါပြီဒီကုသပေးနေတဲ့မှာမွတ်စလင်တွေလည်းပါတယ်အခရိယန်တွေလည်းပါတယ်ဟိန္ဒူတွေလည်းပါတယ်အကုန်လုံးတိုင်းသားတကယ်နှစ်ခိုးွယ်သူတွေလည်းပါတယ် ပြီးခဲ့တဲ့ရက်ကတော့ဆရာတော်ကြီးကခန်းဒီကိုသွားခဲ့တယ်ခန်းဒီမှာမက်ဆီစေးရုံသွားပြီးဖွင့်တယ်ဒီလိုအချိန်ကာလမှာဆရာတော်ကြီးဟာလုံးဝဒုက္ခောက်ကိုင်းနေတဲ့အဆင်ရောက်သွားပြီးအသက်ကလည်း90နှစ်အောင်ကတ်လာပြီးအမှန်တမ်းပြောရင်တချို့အဖိုးကြီးအဖွားကြီးဆိုလို့ရှိရင်80ကျော်80ကျော်ဆိုအိမ်ထဲမှာခွေးခောက်ပြီးနေရတဲ့အရွယ်ဒီလိုအရွယ်မှာဆရာတော်ကြီးကဘာဖြစ်လို့ဒါကိုလုပ်နေလဲဆိုရင်သူတို့ဒါအသက်ရှင်နေတဲ့အချိန်မှာနိုင်ငံအတွက်ဘာသာအတွက်တက်နိုင်တဲ့လောက်လုပ်ပေးသွားမယ်ဆိုတဲ့စိတ်နဲ့လုပ်ပေးသွားတာပြီးတော့ဒီဆရာတော်ကြီးတွေဟာအလံကိုင်းမရှိရတက်နိုင်တဲ့အရွယ်မဟုတ်တော့ဘူး ဲ့တော့ဆရာတော်ကြီးဆရာဘာမျှော်လင့်နေတာလဲအဲ့တော့ပြောမယ်ဆိုစိတ်ကောင်းစီကိုဆရာတော်ကြီးတွေကစန့်ကျင်ပါလားဆိုတော့ဗါလဲစန့်ကျင်တယ်ဆိုတဲ့အလုပ်ကအတိတ်ပဲမရှိဘူးဆရာတော်ကြီးကစန့်ကျင်စရာမလိုဒါလို့ရှိရင်အေးမောင်ရင်လာအောင်အေးမင်းအဲ့လိုမျိုးမလုပ်နဲ့လေကွာဘာလို့အလုပ်တာလဲစုံမမယ်ဆုံးမမဲ့ဟာကိုလည်းဘသူမှလည်းဗီဒီယိုရိုက်ထားမှလည်းမဟုတ်ဘူးဘသူမှလည်းဒါတွေတက်တေယူထားမှလည်းမဟုတ်ဘူးဆရာတော်ကြီးကဆုံးမတယ်ဆိုတော့လည်းသိတာကျွန်တော်တို့ကအနီးကပ်နေတဲ့အတွက်ကြောင့်မလို့ဆရာတော်ကြီးတီတကူဆရာတော်ဟာဘယ်လိုမျိုးဆုံးမလဲ ဘယ်တော့မှမကောင်းတာမဆုံးပါဘူးမင်းကြီးတရားဆယ်ပါးနဲ့အညီအုပ်ချုပ်ဖို့တိုင်းပြည်အပရိဟာနီယတရားခုနှစ်ပါးနဲ့အညီအုပ်ချုပ်ဖို့ဒီလိုမျိုးပဲညွှန်ကြားခဲ့တယ်ဆရာတော်ကြီးတွေကဘယ်တော့မှတက်ဖို့ဖြစ်ဖို့မညွှန်ကြားခဲ့ဘူးအခုချိန်မှာဒါစစ်တပ်လုပ်တာတွေကိုတော့ဝေဖန်စရာတွေတော့အများကြီးရှိရဆိုပေမဲ့တချို့တချို့နေရာတွေမှာအယံကိုထိန်းထိန်းသိမ်းသိမ်းလုပ်သွားတဲ့နေရာတွေဟာဆရာတော်ကြီးမြစ်တာရက်ခံထားလို့ဒါဆိုတာကိုကောင်းကောင်းနားလည်ထားပြီပါဒါပေမဲ့ဆရာတော်ကြီးတွေဟာတန်ဃာတော်တွေဖြစ်တယ်ဘိုလ်ချုပ်တွေမဟုတ်ဘူ ဆီယရော်ရီယာဒီလိုဖြစ်ရှင်နေဆိုလည်းဒီလိုဖြစ်သွားမှာမဟုတ်ဘူးဆီယရော်ရီယာဟိုလိုဖြစ်ရှင်နေဆိုရင်လည်းဟိုလိုဖြစ်သွားမှာမဟုတ်ဘူးဆိုတာတော့အကျံပြင်းနားလည်ထားပြီးပါเนาะကျွန်တော်တို့တော့မှမိဘစကားအချင်းပြင်းနားထောင်ပြလို့လားဆီယရီရဲ့စကားကိုအချင်းပြင်းနားထောင်ပြလို့လားဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောပြီးတော့နောက်ပိုင်းလုတ်ဖြစ်တာလည်းရှိတယ်မလုတ်ဖြစ်တာလည်းရှိတယ်လေအဲ့တော့ဒီစီအရော်ကြီးရေဆုံးမတဲ့အခါမှာလဲသူတို့တွေကဟုတ်ကဲ့ဟုတ်ကဲ့တော့ပြောမှာပဲတင်မဖះပြောမှာပဲမမဖះပြောမှာပဲနောက်ွယ်မှာတော့လောက်တာမလောက်တာသူတို့အပိုင်းလीအ ဒါကြောင့်မို့လို့ဆရာတော်ကြီးကိုတစ်ဖက်သက်ဆွဆွဲပြီးတော့အာဆရာတော်ကြီးအဟိုသူနဲ့ပေါင်းတယ်ဒီသူနဲ့ပေါင်းတယ်ဆရာတော်ကြီးကဘသူနဲ့မှမပေါင်းဆရာတော်ကြီးဒီဟာတခြားလူမဟုတ်ဘူးဖျားလူမြတ်စွာဘုရားကပြောတယ်နော်မြတ်စွာဘုရားကပြောတယ်ယာစယာစတေဝကမဖြစ်ရဘူးနော်တခြားလူမဟုတ်ဘုရားလူပဲဖြစ်ရမယ်မင်းတိုင်းမင်းမဖြစ်အောင်မင်းမှန်ဖြစ်အောင်မင်းစီမဖြစ်အောင်ယဟန်တွေမှာထားပြီးသားเนาะမင်းရဲ့ ဘယ်လိုခေါ်မလဲလက်ကစားမဖြစ်ရဘူးမင်းရဲ့တရှိုးတလန်မဖြစ်ရဘူးဆိုပြီးမြတ်စွာဘုရားညွန်ကြားထားပြီးသားဒီညွန်ကြားချက်ကြီးကိုတန်ဃာတွေအားလုံးနားလည်တယ်နော်တိတကိုစီရတော်ကြီးခေါ်တဲ့ကောတလရဲ့စောရရီဆိုတဲ့တရားကိုနားကြည့်လိုက်တန်ဃာတော်တွေဆိုတာဘရောမအစိုးရနဲ့ပူပေါင်းပြီးတော့ဒီအစိုးရအုပ်ချုပ်ရေးကဏ္ဍတွေမှာဝင်ပါတာမျိုးမရှိဘူးပြည်သူလူထုတေကြေပျက်စီးမဲ့ကိစ္စမျိုးဒါဝင်ပါရင်ပါမယ်နော် အဲ့တော့ဗုဒ္ဓဘာသာဆိုတာကလည်းພັນစင်းရှင်ကိုယုံကြည်တဲ့ဘာသာမဟုတ်ဘူးကိုလုံးမကိုရတဲ့ဘာသာကိုလုံးမဘာကိုရမှာလဲကိုအကျင့်ကောင်းကိုကိုကိုယ်တိုင်အကျင့်ကောင်းမို့ကိုကိုယ်တိုင်မကောင်းတာတွေမလုပ်ဖို့နောက်ပြီးတော့သူများတွေကိုကောင်းတာတွေလုပ်ဖို့သူများတွေကိုမကောင်းတာတွေမပြောဖို့စိတ်ဆိုရတဲ့ဘာသာသာသနာဗုဒ္ဓဘာသာသာသနာပြုတယ်ဆိုတာကလည်းဒီဖျားကြီးကိုယုံကြည်အောင်ဟိုဖျားကြီးကိုယုံကြည်အောင်လုပ်တဲ့ဟာမျိုးကသာသနာပြုတာမို့ဗုဒ္ဓသာသနာပြုတယ်ဆိုတာမကောင်းတာလုပ်တဲ့သူတွေကောင်းတာလုပ်ဖြစ်သွားအောင်နော်မွေးစေဝါဆွဲလန်းနေတဲ့သူတွေမွေးစေဝါမဆွဲလန်းသွားအောင် နော်ပြင်းကြီးတဲ့သူတွေမပြင်းကြီးသွားအောင်နော်မကောင်းတာကိုခုံမင်တဲ့သူတွေကိုကောင်းတာကိုရောက်သွားအောင်ဆုံးမပေးတာဟာသာသနာပြုတာပဲအချို့တော့ထင်မယ်သာသနာပြုတယ်ဆိုတော့ဇေဒီရီတဲတဲ့ကြောင်းနေဆောက်တဲ့နော်အဲ့လိုမျိုးထင်မယ်ဒါဟာဒါနပဲလူတန်းနဲ့ခန္ဓာထဲမှာပဲပါတယ်သာသနာပြုတယ်ဆိုတာဟာသူများမကောင်းတာလုပ်နေတဲ့အရာတစ်ခုကိုကောင်းတဲ့ဘက်ကိုသွားအောင်မကောင်းတဲ့လမ်းသွားနေသူကောင်းတဲ့လမ်းသွားအောင်ညွှန်ကြတာသာသနာပြုတာပဲဗုဒ္ဓဘာသာရဲ့လမ်းကြောင်းဟာလူငယ်တွေလည်းသိကျင်ပါတယ် ဗုဒ္ဓဘာသာကိုကိုယ့်ကိုယ်ကိုခံယူသည်ဖြစ်စေမခံယူသည်ဖြစ်စေเนาะဘာသာမဲ့သည်ဖြစ်စေဘာသာရှိသည်ဖြစ်စေသူတို့ကောင်းစိတ်တဲ့မွေးဖို့တော့လူတယ်လူကောင်းသူကောင်းစိတ်တဲ့မွေးဖို့တော့လူတယ်အောက်တန်းမကြဖို့လူတယ်เนาะကျွန်တော်တို့နိုင်ငံတစ်ခါဟိုးပကံပြူခိခရရရောပကံခိခရရရောခိအဆက်ဆက်ဗုဒ္ဓသာသနာတော်ကိုယုံကြည်ကိုးကွယ်လာခဲ့တဲ့ဒီလူမျိုးတွေဖြစ်တယ်ယဉ်ကျေးတဲ့လူမျိုးတွေဖြစ်တယ်အဲ့တော့ယဉ်ကျေးပါ ကိုကိုမူရနှုတ်မူရယဉ်ကျေးပါဒီခေတ်မှာတော့အဲ့လိုမျိုးဆဲဆူတဲ့လူတွေကအရန်ကိုနေရရလာကြတယ်အဆဲလိုက်ဆိုးလိုက်ပြီးလို့ရှိရင်လည်းလူတွေကရီကြတယ်မောကြတယ်ဆဲဆူတာကြီးကိုလုံးဝအပြစ်လို့မမြင်ကြတော့ဘူးမယိုင်းကြမ်းကြုတ်ရုပ်ရင်းတာကိုအပြစ်လို့မမြင်ကြတော့ဘူးဒါကိုပဲ fashion တစ်ခုလို့မြင်နေကြတယ်ဒါပေမဲ့ယဉ်ကျေးတယ်ဆိုတာအမှတ်တမ်းရှားပါပါတယ်ယဉ်ကျေးတိမ်မွေ့ပါယဉ်ကျေးတိမ်မွေ့မှသာလင်းဒါကျွန်တော်တို့ဗုဒ္ဓဘာသာပိသမှာပါเนาะတီးခံပါเนาะသူများက ဟိုဘလိုမျိုးပဲကိုယ်ကိုတွန်းနေတိုက်နေပါစေမကောင်းတာရင်လည်းပြောနေပါစေတီးခံပါကျွန်တော်တို့ဆိုလို့ရှိရင်လည်းတီးခံပါတယ်ကျွန်တော်တို့မျိုးစုံဒါလာပြီးတိုက်ခိုက်တယ်ဒီလိုမျိုးတီးခံတယ်ဆိုတော့ဆီယာရော်ကြီးရဲ့အဆုံးအမကြောင့်ကျွန်တော်တီးခံနေတာတခါတည်းမှာကိုကိုတိုက်ခိုက်တဲ့သူတွေကိုစိတ်ရှိလက်ရှိသာတုံ့ပြန်လိုက်မယ်ဆိုရင်တချို့လူဆိုလို့ရှိရင်အဝေးကြီးလွန့်သွားနိုင်စရာအကြောင်းရှိတယ်ဒါပေမဲ့ချို့ကပြောကြတယ်မင်းတို့ဘာသာအရေးချုံနေတယ်အီတော်သေးတာပေါ့ငါတို့ဘာသာအရေးချုံနေလို့ သူတို့လူသားဆိုစိတ်မိုက်မှန်းပါတာတုံ့ပြန်တဲ့လူသားဆိုလို့ရှိရင်တော့လည်းမလွယ်ဘူးလေအဲ့တော့ကိုရီးယားဘာသာတရားနဲ့ညီနေတယ်တီးခတ်တယ်ဆိုတိုင်းလေဟိုအရင်မစော်ကားဖို့လိုတယ်အရင်မမိုက်ရိုင်းဖို့လိုတယ်ဆရာတော်ကြီးတွေကလည်းဒီတိုင်းပဲတီးခတ်တယ်ဆိုတိုင်းကိုကအကန့်တက်လာပြီးတော့မစော်ကားဖို့လိုပါတယ်နော်ကို့ထက်အကျင့်တီလာ ကြီးမားတဲ့သူကိုစော်ကားတဲ့ဆိုတဲ့အပြစ်ကအမှန်တန်ကြီးလေးပါတယ်ဒီဘဝမှာလည်းကြက်တည်ရုပ်ပါတယ်ဘဝအဆက်ဆက်မှာလို့ရှိရင်လည်းကောင်းတဲ့လမ်းအောင်သွားမှလမ်းမမြင်ပါဘူးကိုယ့်ရဲ့ငွေထားတဲ့မိဘလည်းတကယ်ကိုဝိုင်းရိတ်ဆက်ပြီးတော့တနာပါတယ်နော်မိကောင်းဖခင်သားသမီးဆိုတာကနော်မိကောင်းဖခင်သားသမီးနဲ့တူအောင်နေရပါတယ်နော်တမန်နေရမဖြစ်ပါစေနဲ့ပြီးဘာသာရေးကိုဘယ်လောက်နားလဲလဲကိုနားလဲတာကလက်တော့လောက်ပြောချင်တာကကြတော့ခုနပြောတဲ့ပုတ်လောက်ဆိုတာမျိုးတော့ဖြစ်လို့မရပါဘူးနော် တော့ကျွန်တော်တို့ဘာသာရေးဆိုတာဘာလဲဆိုတော့ဖျားကြီးကိုတေတာလည်းမဟုတ်အကြောင်းရေးဆိုတာမကိုမူရနှုတ်မူရယဉ်ကျေးတာနော်ကိုမူရနှုတ်မူရယဉ်ကျေးရမယ်ကျွန်တော်ကကောင်းမှုကိုမြင်လို့ရမယ်မကောင်းမှုကိုညှင်းပယ်ရမယ်ဒါဟာဗုဒ္ဓဘာသာရဲ့အခြေခံချက်ပဲဒါကိုကိုရင်ကတော့ဆဲဆိုတာမှမိုးလုံးပြည့်နော်ကျုံရင်းနာလဲမိုးလုံးပြပြီးရင်ဓမ္မဆိုတာမျိုးကတော့ဒါလက်ခံနိုင်စရာမရှိပါဘူးเนาะအရင်ဆုံးလူလိုနားလဲအောင်အရင်ကျင့်လူလိုနားလဲအောင်အရင်ကျင့်ပြီးမှဓမ္မဆိုတဲ့စကားကိုပြော ဒါခုနပြောသလိုဆီယာမားတွေလည်းကောင်းကောင်းစာမသိရအောင်။ကျောင်းတွေလည်းကောင်းကောင်းမဖွင့်ရအောင်။ကျောင်းတွေလည်းကောင်းကောင်းမတက်ရအောင်။ကျောင်းတက်ရင်လည်းတက်ပြန်ပြီ။ကျွန်တော်တို့အတီထဲမှာရှိရဲကျောင်းတက်လို့ဆိုပြီးတော့ဝိုင်းပြီးတော့ပြောဆိုကြတယ်။စေယုံတက်လို့ရှင်လည်းဗာလဲကိုဝင်ဆောင်တရရလည်းမမွေးပဲနေရမှာလား။ဗာဒီကလေးတွေရောအခု KD တက်ကအာနာတင်းထတာနှစ်နှစ်ရှိပြီဆိုလို့ရှင်နောက်ထပ်မနောက်ထပ်နှစ်ပေါင်းများစွာဒီဒီတက်ကအာနာဒီမြဲနေသူတွေကိုစာမတင်မဲနေကြရမှာလား။ ဖျားသွားတယ်ကျွန်တော်ဖျားဖျားခွင့်တဲ့ခါမှာပထမအုံဆုံးသွားခဲ့တယ်သွားခဲ့တဲ့ခါမှာလည်းကျွန်တော်မှကျွန်တော်အကြောင်းတရားနဲ့ကျွန်တော်ရှိရကျွန်တော်နေသွားမှာမဟုတ်လို့နေမသွားရင်မဖျားဝင်ဦးချခဲ့တာဆဲလိုက်တာမိုးလုံးပြီပဲစစ်စစ်ကောင်စီကဖွင့်တဲ့ဖျားငါတို့မသွားဘူးတဲ့ကိုလှုပ်ခဲ့တာတွေကတော့ပျောက်ကွယ်သွားတာမဟုတ်ဘူးနော်အာဟုတိုလ်ဆိုတာကြံခဲ့တာပြန်တွေးကြည့်ကိုပြောခဲ့ဆိုခဲ့လှုပ်ခဲ့တာတွေအကုန်လုံးက Facebook မှာဒါလာမင်းမိန်ပြောက်ွယ်သွားမယ်ကိုလုတ်ခဲ့လုတ်ရက်ကဘသူမှမသိဘူးကိုတည်တယ်ကိုယုံရင်းကြမ်းတမ်းခဲ့တာကိုတည်တယ်ကိုမိုင်ရင်းစော်ကားခဲ့တာကိုတည်တယ်ဖះကိုသွားလို့ဆိုဖះတော်ခိုးသွားတယ်အဖြစ်မျိုးရှိခဲ့ကြတယ်မဟုတ်လားမှတ်မိကြတယ်မဟုတ်လားဖះလည်းမသွားရဲအကြောင်းလည်းမသွားရဲဈေးလည်းမသွားရဲကိုလုတ်ကိုကိုမလုတ်ရဲတဲ့အဖြစ်မျိုးရောက်နေပြီအဲ့လိုမျိုးသူများတွေပြောတဲ့ပါဇက်မှာလမ်းဆုံးနေတာမှတကယ်ဘဝတည်ဆုံးနေတာဘဝတည်တာသူများပါဇက်မှာလမ်းဆုံးသွားကြတာ အင်တာနက်ပေါ်မှာဟိုမှာရေးထားဒီမှာရေးထားတယ်ထားပါတော့နေရသူတွေကယူသားကြတယ်တော့ဦးလေးတော်တွေညီငယ်ညီမငယ်လေးတွေကဘာမှမသိကြဘူးဆိုတော့ဒီအင်တာနက်ပေါ်မှာရေးထားသမျှတွေအမှန်ထင်တယ်နိုင်ငံခြားမှာရောက်နေတဲ့သူတွေပြောလို့မရအမှန်ထင်တယ်ဒီလိုမျိုးလူတွေအကုန်လုံးကတကယ်တော့စဝါးပြီးတော့သူတို့ဒေါ်လာစားနေရလို့သူတို့ဒီလုံခြုံတဲ့နေရာနေပြောနေတယ်ဆိုတာကိုနားလည်ဖို့လူတွေသူတို့ပြောသမျှကုန်လိုက်လုတဲ့သူတွေရတာလည်းဒုက္ခရောက်ကြတာအဲ့လိုပြောတဲ့သူတွေဒုက္ခမရောက်ကြဘူးဒေါ်လာတွေစားပြီးတော့အေးဆေးနေရတာအဲ့တော့နားထောင်ပါ ဒါပေမဲ့နားမရောက်ပါနဲ့အခုမြန်မာနိုင်ငံမှာအခုတော်တော်များဒုက္ခရောက်သွားနားရောက်နေပြဿနာအခုပြောနေတဲ့သူတွေကုန်ကြီးလိုက်နော်ဘာဝင်ကြီးညာဝင်ကြီးသူ့တို့နာမည်ပေးထားတဲ့သူတွေရောနော်တော်လိုင်းအေးမှာဘာဘလိုနေရာမှာပါဝင်နေရဲဆိုတဲ့သူတွေရောကုန်ကြီးကြီးလိုက်အကုန်လုံးသူတို့လေဖောနေတဲ့သူတွေကုန်လုံးနိုင်ငံသားမှာတကယ်ဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးကတောထဲမှာခလေးတွေစားရမဲမဲတောက်ရမဲမဲနော်အိမ်လည်းမပြန်ရဲအိမ်ပြန်လို့ရှိရင်လည်းဟိုဘက်ကပြဿနာရှာမယ်အဒီဘက်ကလည်းပြဿနာရှာမယ်ဆိုမပြန်ရဲ ဆုပ်လဲဆူစားလဲယူဖို့အောင်ရောက်သွားတယ်ဆိုတာဟာနိုင်ငံသားမှရောက်နေပြီဒေါ်လာစားတွေရဲ့မိုင်းမိသွားတဲ့အတွက်ကြောင့်မဟုတ်ဆိုတော့နားလည်ကြပါလေအခုချိန်မှာကျွန်တော်ကပြောချင်တာအမင်းတို့တက်ကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ကျွန်တော်ပြောချင်တာတက်ကလုံလို့ဒီဘက်ကနေပြီးတော့ပြန်တုံ့ပြန်တယ်ဆိုတဲ့အခါမှာဟုတ်ပြီအဲ့လိုပြောတဲ့သူတွေကကိုယ်တိုင်လာပြီးတော့တုံ့ပြန်နေတာမျိုးမဟုတ်ဘူးเนาะအငါးဘိုက်နဲ့ဓာတ်ထိုးခံတာကိုကျွန်တော်ပြောချင်တာ အလူငယ်တွေရှေ့ရမ်းထွက်ပြီးတော်လန်ကြသူတို့သားသမီးတွေကျတော့ဘေးဘေးကင်းရအောင်ပို့ထားတယ်သူတို့ကိုယ်တိုင်ကျတော့ဘေးကင်းရမှာနေတယ်အာတော်လန်အိမ်မှာပေးဆက်ရမှာပေါ့သူတို့ကတော့စူစီယူထောပတ်စားတယ်လူငယ်တွေကျတော့ထမင်းချမ်းကဲတော့နတ်မမှန်အောင်ဒါမျိုးတွေကျွန်တော်ထောက်ပြတာလीနော်အပြန်စင်းစားပေါ့ဘသူတွေကကိုယ့်အသက်နဲ့အကျိုးရှိသွားပြီဘသူတွေကတော့အဖြစ်နော်ကိုယ့်အသက်နဲ့ချမ်းသာသွားကြပြီကိုယ့်အသက်ကိုအရင်ပြပြီးချမ်းသာသွားကြတာကိုရီးယားဒုက္ခတွေရအောင်လို့ เนาะအဲ့ဒါလေးကိုလည်းတဘောတဘောပေါက်ဖို့လိုတယ်เนาะပြီးတော့ဆရာတော်တွေဆိုတာကတသက်လုံးဒီဝီနီကိုစောင့်ထင်းလာခဲ့ကြတာဒီလိုမျိုးဘဝနောက်ဆုံးအချိန်မှာတော့သူတို့ရဲ့ဝီနီစည်းကမ်းကိုဘယ်ပုံကိုအတွက်မှချိုးဖောက်ခံမှာမဟုတ်ဘူး เนาะဘယ်ပုဂ္ဂိုလ်အတွက်နဲ့မှလည်းအဆုံးထင်ခံမှာမဟုတ်ဘူးဘယ်အကုသို့မှလည်းကျွလုံမှာမဟုတ်ဘူးလူတွေတောင်ပြပါဏာတိပါတာဆိုတော့သိကြတာဝိရာမဏိတိတ်ခါဘုရင်တမန်လေးရမယ်သူ့အသက်ကိုမတက်ဘူးဘယ်ဆရာတော်ကတက်ဖို့ဖြတ်ဖို့အားပေးမှလဲဗျာဘယ်ဆရာတော်ကခိုးဖို့ဖြတ်ဖို့အားပေးမှလဲဗျာဘယ်ဆရာတော်ကကာမေတုမိစ္ဆာစာရကံတွေကိုကျွလုံမှာအားပေးမှလဲဗျာဘယ်ဆရာတော်ကအရက်တောက်ဖို့အားပေးမှလဲဗျာ အာအာပိရဲ့ဆရာမဆရာတော်တွေကရောဘယ်ပုဂ္ဂိုလ်ကယုံကြည်မှာလဲဘယ်ပုဂ္ဂိုလ်တွေကကြီးညိုမှာလဲကျွန်တော်တို့ကရောကြီးညိုမှာလားကဲစဉ်းစားကြည့်ဆရာတော်တွေဟာတရားဓမ္မနဲ့အညီပဲဆုံးမတာဒါပေမဲ့အဲ့လိုဆုံးမတာကိုနားထောင်ခြင်းနဲ့သူလည်းရှိမယ်နားမထောင်ခြင်းနဲ့သူလည်းရှိမယ်မှန်မှဘုရားပြောပြီးလို့ရှင်းတယ်လို့သူလည်းရှိမယ်ဒီတော့ကြောင့်မို့လို့ဆရာတော်တွေကတော့ဘာမှမပြောကြပါနဲ့လို့ကျွန်တော်ဒီနေ့ကနေပြီးတော့မြတ်တရားရက်ခံပေးရစီဘဝမှာလည်းအသက်60 90 80အထိကို ဆန်းဆန်းတက်မှန်လုတ်ခဲ့ပြီးသွားပြီတကယ်တော့အစိုးရဝန်ထမ်းသားဆိုရင်60ကျ60ကျော်သားဆိုလို့ရှိရင်ရတရားပေးလိုက်ပြီဒီစီအရော်တွေကိုနော်တာသနာဝန်ထမ်းဖြစ်လို့သားဒီလောက်ထိကိုအရှိသဖြင့်ဆောင်ရွက်နေကြအိမ်မကိုဖိုးကိုဖွားနေပဲတွေ့ကြည့်လိုက်အစီအရော်တွေခါကျရင်စကားမှားတော့တာရှိတယ်ဗျာကျွန်တော်သိပါတယ်စီအရော်တွေချုပ်စုစကားမှားအသက်ကြီးပြီလေဗျာကိုနားမှနေတဲ့သူတွေကဒီလိုဆိုအေးအေးဒီလိုဒီလိုဟိုလိုဆိုဒီလိုဟိုလိုလိုဖြစ်သွားတဲ့အချိန်လေးတော့အနှဲငယ်ရှိကောင်းရှိနိုင်တယ်ပြန်တမဲ့ကိုချင်းစာကြည့်စီအရော်ကြီးလို့မမြင်နဲ့အောင်ဗျာကိုဖိုးကိုဖွားလို့ပဲမြင်ကြည့်လိုက်ဗျာ ချစ်စဲတော့ဆိုရင်အိမ်မှာခွေခေါက်နေပြီလမ်းတော့မလျှောက်နိုင်တော့အိမ်ကနေကားနဲ့လိုက်ဖို့ပင်နေရတဲ့အခြေအနေဖြစ်သွားပြီမဟုတ်လားအဲ့တော့တခါကျရင်ကိုဖိုးကိုဖောက်လိုမျိုးပဲမျက်နှိုးတက်တမိုးထားတက်ဖို့လိုပါတယ်เนาะတခြားနိုင်ငံတွေမှာဆန္ဒပြကြတယ်ဘယ်သူမှအလားရှင်မျက်ကိုမစော်ကားဘူးဘယ်လို့မှတို့တို့မော်လဗီဒီယိုမစော်ကားကြဘူးတခြားနိုင်ငံတွေမှာเนาะဆန္ဒပြဝဲဖြစ်တယ်ဘယ်သူမှเนาะဖျားသခင်ကိုမစော်ကားကြဘူးဘယ်သူမှယေရှုကိုမစော်ကားကြဘူးဒီနိုင်ငံခြားမှာဗုဒ္ဓကိုလည်း ုံတွေတောဆွဲတောင်ဆွဲဖရားကိုစော်ကားလို့စော်ကားတရားကိုစော်ကားလို့စော်ကားတန်ခါကိုစော်ကားလို့စော်ကားညို့ဆောင်စော်ကားနေကြတာဘယ်နိုင်ငံမှမရှိဘူးကမ္ဘာပေါ်မှာဘယ်မှဘယ်မှမမရှိတဲ့ပုံစံမျိုးနဲ့ကိုဒါမြန်မာနိုင်ငံရဲ့ဘာသာရေးအုပ်မြင့်ကြီးကိုတူးဖြူဖြစ်စီခြင်းကိုခံနေရတာဒါကြောင့်မလို့သူတော်ကောင်းတွေနှုတ်ဆက်ပြီးနေကုန်ကြပြီသူတော်ကောင်းတွေကနှုတ်ဆက်နေကုန်ကြတဲ့ခါကျတော့တချို့တချို့သူယုံမာတွေမိုင်းရိုင်းကြမ်းကြမ်းတဲ့စကားတွေက Facebook မှာဘလူးပြန်နေကြတယ်သူယုံမာတွေကတော်ပါကြီးရှင်မပြောတော့ဘူး တချို့တော်တော်ကြီးမပြောတော့ဘူးဆိုတဲ့အတွက်ကြောင့်မို့လို့အာတန်ဃာတော်ရှင်သူမြတ်တွေရောသူတို့ကောင်းတကယ်လူကြီးမိဘအကိုမညီငယ်ညီမငယ်လေးတွေအကောနှုတ်ဆက်သွားကြတဲ့အခါမှာလူမိုက်တွေပဲတွင်ကျဲပြီးကြံခဲ့ကြတယ်ဒါပေမဲ့အားလုံးသိခံကြပါတကယ်ကိုတရားကိုလုပ်ပြီးတော့တကယ်ကိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေမြန်မာနိုင်ငံမှာအများကြီးရှိပါသေးတယ်အဆိုပါခုနပြောတဲ့အင်တာနက်ပေါ်မှာလူတွေကသူတို့ပြချင်တဲ့ဟာကိုပဲအဓိကထားပြီးပြကြတယ်သူတို့သိစေချင်တဲ့ဟာကိုပဲမီဒီယာကနေပြီးတော့တိုက်ပွဲဆင်နွှဲပြီးတော့ကျွန်တော်တို့လူငယ်တွေကိုမှိုင်းတိုက်နေကြတယ် ဒါတွေကိုကျွန်တော်ကကြင်ကြံခံထားဖို့လိုပါတယ်နှီးစက်ရနှီးစက်ရတွေကိုလည်းစုံမပဲ့ပြင်ပေးဖို့လိုပါတယ်ဗုဒ္ဓသာသနာဆိုတာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားရင်ဗုဒ္ဓဘာသာပါပဲဗုဒ္ဓကိုမရှိခိုးနေအောင်ပါပဲအာကုတုကိုရှောင်လို့ရှိရင်ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုကျင့်သုံးတဲ့သူလို့သတ်မှတ်လို့ရပါတယ်เนาะအရက်တော့ဖဲရိုက်ဆဲဆူကြမ်းတမ်းသူများတွေကိုစော်ကားနေတဲ့အရက်တမဗုဒ္ဓဘာသာအမိခံထက်เนาะ ကိုယ့်ဘာသာကိုလူတန်းနေလို့နော်ကောင်းကောင်းမွန်မွန်လေးနေပြီးတော့လူလိမ္မာဖြစ်ပေတော့ညာလဲဘာသာကြားဖြစ်ပေမဲ့သူဒီဗုဒ္ဓအလိုတော်ကြားနေတယ်လို့သတ်မှတ်လို့ရပါတယ်ဗုဒ္ဓဘာသာဆိုတာဖျားရစုကိုရှစ်ခိုးနေုံနဲ့ဗုဒ္ဓဘာသာမမီးပါဘူးကိုယ်တိုင်သူတို့ကောင်းတယောက်ကျင့်သုံးမှသာဗုဒ္ဓဘာသာမီးပါတယ်အချို့ခရိယန်တွေရှိတယ်ကျွန်တော်မြင်မှုတွေကောင်းကောင်းမွန်မွန်နေကြတယ်လူတွေတန်းနေအရန်ကိုတိတ်မွေ့ကြတယ်သူတို့ဒီ ဗုဒ္ဓဘာသာတို့အမြင်မခံထားပေတော့ညာလေဗုဒ္ဓရဲ့အလိုတော်တိုင်းနေတဲ့သူတို့ကြောင့်မလို့ဒါသူတို့ကောင်းနေဖြစ်ပါတယ်ချွတ်အစ္စလမ်လက်မြင်မှုလည်းကောင်းကောင်းမွန်မွန်အေရှန်လေးနေကြတယ်ကွန်ပျူတာစုလေးနဲ့ကိုဒါတွေကလည်းအစ္စလမ်ဘာသာဝင်ဖြစ်ပေတော့ညာလေဗုဒ္ဓရဲ့အလိုကျနေတဲ့ပုံစံတွေလို့တတ်မလို့ရတယ်အာတချို့တို့မြင်ရတယ်မလီဖိမဲတာဗုဒ္ဓဘာသာမလီကျန်တယ်မယိုင်းလိုက်တာဘာသာကြားရှုံးရတယ်နော်အဲ့အဲ့လိုမျိုးကြတော့ဗုဒ္ဓဘာသာမဟုတ်တော့ဘူးเนาะဗုဒ္ဓရဲ့အလိုချဗုဒ္ဓရဲ့ဘာသာဗုဒ္ဓတာပနာမရှိနှလုံးသားထဲမှာမရှိတော့တဲ့အတွက်ကြောင့်မလို့သူတို့ဒီဗုဒ္ဓဘာသာလို့တာ ဘလောက်ပဲတက်တူးပဲထိုးတာထိုးတာမှတ်ပုံနေမှာမရည်တာရည်တာဗုဒ္ဓဘာသာမဟုတ်ပါဘူး။ကျန်တဲ့သူတွေဟာဗုဒ္ဓဘာသာလို့ကိုယ့်ကိုမပြောပြတော့ညာလဲဗုဒ္ဓအလိုချနေတဲ့အကြောင်းမလို့ဗုဒ္ဓဘာသာဖြစ်ပါတယ်။ကျွန်တော်ဒီမှာဘာသာရေးညီငယ်ညီမငယ်ရှိလို့ရှိရင်လည်းဒါလေးတွေလည်းကြက်ကြက်နှလုံးသွင်းမိကြပါဗုဒ္ဓသည်သူတော်ကောင်းတွေကိုချစ်တယ်။ဗုဒ္ဓသည်သူတော်ကောင်းတွေမြင်မြင်နိုးတယ်။ဗုဒ္ဓဘာသာသည်သူတော်ကောင်းဝါဒဖြစ်ပါတယ်။ဗုဒ္ဓကိုမရှိခိုးရှိခိုးစရာမလိုဘူး။ငါးပါးတိလလုံနေလို့ရှိရင်ဒါဗုဒ္ဓဘာသာပဲ။နော်အဲ့အတွက်ကြောင့်မလို့အခုဆဲဆိုချိန်ပေါင်းအာ ဟိုဖျားတွေကိုလည်းမျိုးစုံပြောအဲ့လိုပုံကိုမျိုးတွေဟာတကယ်တမ်းကြလို့ရှင်တော့တော်ကြီးမီးလောင်လို့တောကြောင်လက်ခမောင်းခက်ပေါ့နော်ဘာသာရေးကိုအတုံးချပြီးတော့လူတယောက်နဲ့တယောက်တတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ဟိုဒါအားပေးနေကြတဲ့လူမိုက်ရိုင်းပေါ့နော်ဒါ သူရဲ့လူအတိုင်းပိုင်းထဲမှာမရှိတဲ့မရှိထိုက်တဲ့လူတွေဖြစ်ပါတယ်ဒီလူတွေရဲ့စကားတွေကိုသားသမီးလေးတွေကိုညီငယ်ညီမငယ်လေးတွေကိုဒါနားမထောင်မိစေဖို့မယုံကြည်မိစေဖို့အင်မတန်မှအရေးကြီးပါတယ်ငါပိုက်နဲ့ဓာတ်ထုတ်ခတ်နေဆိုတာမကောင်းပါဘူးเนาะကိုယ့်ရဲ့အသက်တွေနဲ့သူများလှုပ်ရှားပြီးတော့နိုင်ငံခြားမှာကြီးပွားချမ်းသာပြီးကိုကတော့ဖြစ်ဒုက္ခတွေရောက်ဦးလို့ဆရာမမတော်ရမမအစိုးရလည်းဖမ်းမိုးစီးဖို့ရှောင်းအားရှာသည်တယ်အစိုးရကိုလည်းကြောက်ရသည်တယ်ကိုတို့ကြောက်ရသည်တို့ကြောက်ရနဲ့ဘဝအောင်မရောက်ပါစေနဲ့ကိုတိုင်းပြည်ကိုကောင်းစေချင်လို့ရှင်ကိုကိုယ်တိုင်ပညာတက်ဖို့လိုပါတယ်ကျောင်းတွေလည်းဖွင့်ဖို့လိုပါတယ် အပညာတက်ပြီးတော့အကျင့်ကောင်းတဲ့သူတွေကြားလို့ကြီးကြီးရလာမှာကျတော့တိုင်းပြည်ကအေရှန်တိုင်းရမှာလေဟုတ်တယ်မလားကိုကျင်တရားကောင်းတဲ့သူတွေအစိုးရဌာနတွေမှာရအောင်ကြီးရလာတဲ့အခါကျတော့မှာကျွန်တော်တို့တွေကကောင်းမွန်တဲ့နိုင်ငံဖြစ်လာမှာလေအဲ့တော့ကျွန်တော်သားသမီးတွေအဲမိဘတွေအကုန်လုံးဟာကိုယ့်ရဲ့လူငယ်တွေကိုဘာ train ရမလဲဆိုတော့အကျင့်ကောင်းတဲ့သူထက်မြက်တဲ့သူတွေဖြစ်အောင် train ပြီးတော့ကျွန်တော်တို့ဂျာရုထန္တရာနေရာတွေကိုရအောင်လုပ်အောင်သူတို့ရတော့အဲ့လိုနေရာမျိုးတွေကိုလူကောင်းသူကောင်းတွေရောက်သွားမှသာလေနိုင်ငံကောင်းမှာ အခုစစ်တပ်ယူဖယ်ရှားပြီးနောက်ဒီလူတွေနဲ့ပြန်စားထိုးဒီလူအဖွဲ့အစည်းကအကျင့်မကောင်းသေးဘူးနောက်အဖွဲ့အစည်းတက်လာလဲဒီပုံစံပဲဖြစ်သွားမှာပဲအဲ့တော့နောက်ရောက်တဲ့မောင်မောင်ပလဲဒိုင်းဝန်ထဲကဲပေါ့နော်အဲ့ဒါထဲပိုဆိုးနေမယ်နော်ဟိုဟာပေါ့ပေါ်စီလိုလိုကြောင်ရုပ်ထိုးစေးအတွက်နဲ့လေးပေါ့နော်ဒီအဖွဲ့အစည်းကိုဖျက်ဆီးလိုက်တော့နောက်နောက်တစ်ဖွဲ့တက်လာမှာနောက်တစ်ဖွဲ့ကပိုပြီးနှိမ့်ဆက်တာဖြစ်နေအောင် တော့နောက်ရောက်တဲ့မောင်ပလဲဒိုင်းဝန်ထက်ကဲဆိုတာမောင်ပလဲကဆိုလွန်လွန်ဆိုပြီးတော့မောင်ပလဲကိုဖယ်ပြီးဒိုင်းဝန်ကိုအစားထိုးခန့်လိုက်တယ်ဒိုင်းဝန်ကပို့ပြီးဒိုင်းပြည်ပြည်သူလူတို့နှိပ်စက်လို့အဲ့စကပုံကပေါ်လာတာအဲ့တော့စစ်တပ်ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ဒါတခြားအဖွဲ့အစည်းနဲ့အစားထိုးဖို့ကြိုးစားကြတယ်အဲ့ဒီခါကျမှဘာသာလဲစုံလူမျိုးလဲတုံးဖြစ်မယ်ဆိုတော့ဟိုသတိပေးပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်